ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ key ၃လုံးပေါ့နော် key ၃လုံး20လေးမျိုးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ကျွန်တော်ဒီပြီးခရက်ဘက်မှာဒီ၃လေးရှိ key ထဲမှာ၃တလုံးပေါ့နော်၃9နှစ်ဒီ၃5ထိမ့်မှာလဲ၃ထိပ်စီ၃9နှစ်ဒီ၃လေးမှာလဲ၃တလုံး၃9နှစ်ဒီ၈9နှစ်မှာတော့၉ရက်နှစ်ရယ်ဆိုပြီးတော့ဒီ key လေးမျိုးအကုန်လုံးပေါ့နော်ကျွန်တော်အိုကေသွားတာဖြစ်ပါတယ်โอเคဒီနေ့အဆက်ကိုကျွန်တော်၁၂ချိန်အတွက် တင်ပြသွားမှာဖြစ်တယ်ပေါ့နော်ဒီနံပါတ်၁အနေနဲ့6ထိပ်စီကိုမူတည်ပြီးတော့6ခွန်း၁အထီကိမှာရှောက်ရှောက်နှစ်ရှောက်တလုံးပေါ့နော်ပြီးတော့ရှောက်ရှောက်နှစ်မှာ6ထိပ်ကိုမူတည်ပြီးတော့6ခွန်း၁ကိမှာရှောက်ရှောက်ငါရှောက်ထိပ်ကိုမူတည်ပြီးတော့6ခွန်း၁ကိမှာ9ရှောက်နှစ်9တုံများလေးကိမှာတုံများလေးလေးဒီမှာတော့တွင်နည်းနဲ့မျိုးဖြစ်သွားပြီဖြစ်ပါတယ်ပေါ့နော်နှစ်နှစ်တိဒီဘက်မှာ3 4 3ဒီဘက်မှာ4ရ8ရ8 4 3 ရှင်းရ3ရဲ့ရှင်းလျှောက်3ပါနော်ဒီတစ်ခုမှာတော့ချောတလုံးရှင်းလျှောက်3ကိုနှစ်တုံများကိုတေလျှောက်ခွန်တုံများကြီးမှာတော့တုံများတလုံးနှစ်တုံများကိုဖြစ်ပါတယ်ဒီနှစ်တုံးခွန်အတီကြီးမှာတော့ခုနှစ်တလုံးခွန်ခွန်ကိုဒီမှာတော့ကိုတလုံးပါနော်ခွန်ရှင်းနေကြီးမှာ900ဒီဘက်မှာလည်းခွန်နောက်ထပ်တုံးခွန်ခွန်မှာလည်းဒီဘက်ခွန်ရှင်းကိုခွန်ပေါ့ဖြစ်ပါတယ်ဒီမှာ၄ရချင်းရဲ့ရှေကိုလေးဒီဘက်က၄တလုံးရှေကိုလေး၃၅၆၃ဒီဘက်မှာလေး၃၅၆၃ ရှားရှားရှိခွန်ခုနှစ်ရှားရှိခွန်ခုနှစ်တလုံးနည်းနည်းခွန်ခွန်နည်းနည်းခွန်တော့တုံးရှိရှိဒီတုံးပါဗောနော်တုံးရှိရှိဒီဘက်ကလည်းတုံးရှိရှိဖြစ်ပါတယ်တုံးတုံများကိုဒီဘက်ကတုံးများတုံးတုံများကိုတုံးတုံးတုံများကိုတူတူပဲဗောနော် Okay ပြီးခဲ့တဲ့ဘက်မှာတော့ကျွန်တော်3 4ကီးရဲ့အဲ6 9နှစ်အထီးကီးရဲ့မှာကျွန်တော်ရှိတလုံးပုံတူတာဖြစ်ပါတယ်တော်တော်ရှိပုံတူမဟုတ်ပဲနဲ့ 3ရက်9ရက်2ရက်ဆိုပြီးတော့3ခုနေအပြည့်ဖြစ်ပါတယ်ဒီဘက်မှာအထီးကိနေနဲ့9ရက်2ရက်ပေါ့နော်3ခုနေဖြစ်ပါတယ်3ကတော့ထိတ်စီ9နဲ့2နဲ့ကတော့အလေအပိတ်ဖြစ်ပါတယ်ခင်ဗျာဒီ20အဆက်ကိုပေါ့နော်ကျွန်တော်တို့ဒီဆန်တဲ့ချိန်အတွက်ပြန်လဲမျှဝေတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင်ဇာုပ်ကမဆန်တော့ဘူးပေါ့နော် စာအုပ်မဆန့်တဲ့အတွက်နောက်ထပ်စာမျက်နှာကိုဆက်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာဒီမှာပြန်ပြီးတော့အရေးပြပေးသွားမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်နိနေခွန်တပြန်နေစာပြီးပြပေးသွားမယ်ဒုံထိတ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 ်လေးကြိမ်ဗောနော်ဒီနိထိတ်ကိုမူတည်ပြီးတော့ကျွန်တော်နိ3တို့မှာဖြစ်ပါတယ်နိ3 3ကိုကြာမှလေးနဲ့ပေါင်းတယ်ဆိုရင်ခွန်နိ3ခွန်အထီးကိမှာနိနေခွန်ပြီးတော့3ရှိရှိဖြစ်ပါတယ် 3ရှစ်ရှစ်ဆိုတဲ့အတွက်ကြောင့်မို့ထိပ်စီ3ပေါ့နော်အထီးကင်းအနေနဲ့3ထိပ်3ရှစ်ရှစ်ဖြစ်ပါတယ်။ Okay နောက်ထပ်လည်းဒီ3ကိုမူတည်ပြီးတော့3 4ပေါ့နော်4ကိုကြာမှာ4နဲ့ပေါ့နော်8 3 4ရှစ်ကီးမှာ3 3 9ဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီမှာ3 4ထဲက3ထိပ်3 3 9ဖြစ်ပါတယ်။3ထိပ်ကိုမူတည်ပြီးတော့3 4ရှစ်ကီးပဲထည့်ရမယ်ပေါ့နော်။3 5နှစ်ဖြစ်ပါတယ်။ 3 5နှစ်ဆိုတဲ့အတွက်အထီးကီ3လေးရှိတဲ့က3ထိတ်3 5နှစ်ဖြစ်ပါတယ်။နောက်ထပ်လေ3 5နှစ်ဆိုတဲ့အတွက်3ထိတ်ကိုမူတည်ပြီးတော့3လေးရှိအထီးကီရတယ်။ခြားပြီးတော့တာက3 9နှစ်ဆိုတဲ့အတွက်3ထိတ်စီပဲဖြစ်ပါတယ်ခင်ဗျာ။ Okay 3 9နှစ်ကိုမူတည်ပြီးတော့3ထိတ်စီယူတဲ့အတွက်ကြောင့်မို့3 4ကီပဲ12ချိန်မှာရမှာဖြစ်ပါတယ်။ ချက်နဲ့ချိန်မှာ၃လေးရှိကီးဖြစ်ပါတယ်ခင်ဗျာဒါ20နံပါတ်၄ပေါ့နော်20နံပါတ်2ကဒီနိနိခွန်မှာနိကိုတချိန်ဒီခုနှစ်ကို၃ချိန်ပေါင်းပြီးတော့၉နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာโอเคအတူတူဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်ခွန်၃ဒီဒီ27 27နဲ့9နဲ့ပေါင်းတော့၃ညနိနိကို၃၃ကိုကြာမှသူ့ကိုကြာတော့၃နဲ့ပေါင်းတော့6နိ36အထိကီးမှာ၃ရှိရှိဆိုတဲ့အတွက်၃တလုံး၃ရှိရှိဖြစ်ပါတယ် ဒီ၃ရှစ်ရှစ်တပြင်ကနေ၃ထိန်ပါတဲ့ချိန်ရှစ်ကို၃ချိန်ပြီးတော့ကိုနေပေါင်းထားတာပေါ့နော်ဒီမှာအပန်းရောင်လေးနဲ့ချိန်လိုက်မယ်သူနေမှာစုလို့ပေါ့နော်အဲဆိုရင်ရှစ်၃လီတီ၂၀လေးလေးနဲ့ကိုပေါင်းချင်းဒီ73 3နဲ့ပေါင်းတော့6ဆိုတဲ့အတွက်6ခွန်တုံးများအထီးကီမှာ3 3များကိုဆိုတဲ့အတွက်တုံးများတစ်လုံးအလဲထင်းဖြစ်ပါတယ်။ဒါကြောင့်မို့3 3များအတွင်း3 3များကိုဖြစ်သွားမယ်ပေါ့နော်။ ။ဟုတ်ကဲ့နောက်ထပ်တပင်း339ကိုကနေဆိုတော့ရှိရင်93029ခွန်3ပေါင်း30 9လုံးကျန်မယ်ပေါ့နော်။ကိုတုံများ၃နှစ်ပေါင်းတော့၃ကိုတုံများ၃ကီးမှာ၃၅နှစ်၃ဒီ၃ထိပ်စီဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်လဲဒီ၃ကိုမူတည်ပြီးတော့ကျွန်တော်ကိုနဲ့ထပ်ပေါင်းရမယ်ပေါ့နော်။ဒါဆိုရင်ဒီမှာလေ၃ကြိမ်ကိုနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ဒါဆိုရင်နှစ်၃ဒီ၆၆ကိုပေါင်းရှင်း၅ပေါ့နော်။ ငါးကို၃နဲ့ပေါင်းတော့ရှင်းရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ရှင်းကုန်ကိုကို၃ပေါင်းတော့ဆက်နှစ်ရှင်းကုန်နေကိမှာ၃ကုနေဆိုတဲ့အတွက်ကိုရဲ့နေရဲ့၃ကုနေအပြည့်ဖြစ်သွားပြီတဲ့ပေါ့နော်။အဲ့ဒီတပတ်မှာလည်းကျွန်တော်နေ၃၄၆ရှောင်းကိုပေါင်း၅ငါ၃ပေါင်း၈ဆိုတဲ့အတွက်အပြည့်ခရီးတပတ်လိုမျိုးပဲအတူတူပဲပေါ့နော်။၃၄ရှိကီးရဲ့ရှိကိုနီကီးရဲ့မှာဒီရှိတလုံးပုံတူတယ်ပေါ့နော် ။ဟုတ်ကဲ့ကျွန်တော်ဒီမှာဒီအောက်မှာဆက်ရေးလိုက်မယ်ပေါ့နော်။အထီးကိနှမျိုးဖြစ်ပါတယ်။၁၂ကြိမ်အတွက်ဖြစ်ပါတယ်ခင်ဗျာ။၁ကြိမ်အတွက်အထီးကိဖြစ်ပါတယ်ပေါ့နော်။တနည်းနံပါတ်၁ကကျွန်တော်3 4ကိရဲ့6ကိုနေအထီးကိရဲ့ဆိုပြီးဖြစ်ပါတယ်။ပြီးခရတဲ့ဘက်မှာတော့ချစ်ပုံတူမဟုတ်ဘူးပေါ့နော်။3ရ9ရ2ရ3 9နေဖြစ်ပါတယ်။ โอเคဒါဆိုရင်ဒီနောက်ထပ်ကီးပေါ့နော်ဒီ9နှစ်6ကတော့အလဲထိန်ဖြစ်ပါတယ်9နှစ်6ကီးကအလဲထိန်ဖြစ်တယ်ပေါ့နော်ဒီအလဲထိန်တွင်နေကြမှာကျွန်တော်သင်ပေးသွားမယ်ပေါ့နော်ရင်းဆုံးကျွန်တော်နောက်ထပ်ဒီကျန်နေတဲ့365ကီးနဲ့134ကီးကိုဆက်ပြီးလေ့လာကြည့်အောင်တင်နေကိုပေါင်း30တုံများပါပါငါတုံများရဲ့နှက်ခတ်ကခုနှစ်တုံများငါခုန်ကီမှာရှောင်းရှောင်းငါဖြစ်ပါတယ်ဒီမှာ6 6ငါဒီမှာ correction နဲ့ဖြစ်ထားတဲ့အတွက်မြင်ကြည့်တာမထင်ဘူးပေါ့နော် 68ပေါင်74လေးပါပါကိုလေးနှက်ခဏဒီလေးကိုနီကီမှာကိုရှောင်းနေဆိုတဲ့အတွက်ကိုရနေရဖြစ်ပါတယ်။ငါးတုံများ3ကီပါနော်။တုံများလေးလေး၁နင်းနေဒီဒီ6တိ6ရှောင်းထဲက8တလုံး8လေး3 8တုံးတိအထီကီမှာတော့6ရ3ရ8ရှောင်း3ဖြစ်ပါတယ်။ငါးတုံများ3ပါနော်။ဟာဒီမှာငါးရနှက်ခက3တုံညာအတလုံး2တုံညာကို ီခွန်ခွန်ကိုပေါ့နော်ပြီးရင်ခွန်တုံညာတုံညာဒီမှာငါတုံညာတုံးပေါ့နော်တုံးတုံးခွန်ခွန်ရှေးချေကိုလေးငါရဲ့တုံးရဲ့ငါ၆တုံးပြီးရင်၆တီကိုမှာ၆ဒလုံး၆ချေခွန်နှစ်ဒလုံးနှစ်နှစ်ခွန်တုံးဒလုံးတုံးရှေးရှေး၃၃တုံးများကို၃၃ကနေပြည့်ခဲ့တဲ့တစ်ပတ်ကြည့်၃၅အထီးကီးမှာကြတော့ 3 9နှစ်ဆိုတဲ့အတွက်ကြောင့်မို့3 D ထိဆီနေရပဲဖြစ်ပါတယ်ဒီပုံမှာလည်း3ဒလုံးကထိဆီ9ကတော့အလေထိုင်ဖြစ်ပါတယ်ပေါ့နော်3 9မှာ3ထိဆီ3 9နှစ်ဖြစ်ပါတယ်โอเคကျွန်တော်ဒီ7ဆက်နှစ်ချိန်မှာတော့9 3 9ခွန်3 9နှစ်ဆိုတဲ့အတွက်ဒီပုံမှာဆိုရင် ကျွန်တော်နင်းနဲ့၃ပေါင်း၅၅ရေပါပါတော့ညာ၅နှစ်ခက်က၃ဆိုတော့အဲ့ဒီမှာနင်းနဲ့၁ပေါင်း၃၃ရှင်၅ကီပေါ့နော်ဒီတစ်ပတ်မှာဒီ၅နဲ့၉နဲ့ပေါင်းပြရမှသာဖြစ်ပါတယ်ဒီအပေါ်တပြင်ပေါ့နော်အပေါ်တပြင်၅နဲ့၉ပေါင်းတော့ပေါင်းရှင်၁၄ဆိုတဲ့အတွက်၄ရေပါပါ၉၄ရေနှစ်ခက်နှစ်၄၉နှစ်ကီဒီထိတ်စီးလာပေါ့နော်၄၉နှစ်ထိတ်နေရာကโอเคမလားပေါ့နော်ဒီနှစ်စားကနေဆက်ပြီးကြည့်အောင်ပေါ့နော် ပြည်ခရစ်တပတ်385ထိတ်မှာဆိုရင်3ထိတ်3ခုနေပေါ့နော်တော်တော်3ထိတ်စီအာနိကတော့ပြည့်တယ်ပေါ့နော်ဒီတပတ်ဒီလေးခုနေထိတ်ဆိုပြီးဖြစ်မယ်ပေါ့နော်လေးခုနေထိတ်ဖြစ်ပါတယ်385ထိတ်မှာ3ဒီတပတ်မှာလေးခုနေဆက်ပြီးတော့တစ်3လေးဆိုတာလေးဆက်ကြည့်အောင်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်နေစာကနေပေါ့နော်ဒီခွန်ခွန်ကိုကနေစာပြီးတော့ထိတ်စီနေရာက ဖြစ်ပါတယ် ဒီကီဒီဒိသိနီယာကကြားနေတာဖြစ်တယ်ပေါ့နော်၄ခုနှစ်ဖြစ်ပါတယ်နောက်ထပ်ကီတမျိုးကဒီ၅တုံများ၄၅တုံများ၃၃၃၁၃၄ကီမှာတုံညာ၄၈၈၈၈ောက်ခွန်၆၆တုံများ၆ပေါ့နော်သူ့မှာတော့တပြင်းပြက်ရှိတာဖြစ်ပါတယ်ခင်ဗျာဒီခွန်ခွန်ကိုတပင်းမှာပြက်သွားတယ်ပေါ့နော်ခွန်ခွန်ကိုတပင်းမှာဒီကီကတပင်းပြက်သွားတာဖြစ်ပါတယ်ပြီးတော့900 3098လေးမှာ OK လာတယ်ပေါ့နော်။ပြီးရင်6963 6689 2023 7833တုံးများကို39နဲ့ဒီ3လေးအထီးကိမှာ39နဲ့ဆိုတဲ့အတွက်အဲ့ဒီမှာလည်း3ထိပ်စီဖြစ်ပါတယ်။တဲ့3လေးထဲက339နဲ့ဖြစ်ပါတယ်ခင်ဗျာ။ပင်ပေါင်း20နဲ့5ချိန်မှာတစ်ချိန်ပြည့်ချီတယ်ပေါ့နော်။တုံးကတော့ဒီမှာ၄ချိန်ဆက်တဲ့ထိပ်စီနေရာကဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကြောင့်မို့ဒီ 3ခုနှစ်ဆိုတဲ့အတွက်ဒီ3ကိုချင်းနဲ့ထပ်ပေါင်းပြရတာဖြစ်ပါတယ်ဗောနော်3ထိတ်ကိုချင်းနဲ့ပေါင်းတော့ပေါင်းချင်း73 13 4လေးအထီးကြီးပဲထပ်ပြီးဖြစ်မယ်ခင်ဗျာโอเค72ချိန်အတွက်ကျွန်တော်တို့ဒီကီးဒီ13 4ကီးဖြစ်ပါတယ်13 4ဗောနော်โอเคဒီမှာဆိုရင်ကျွန်တော်ခဏန်းကတော်တော်များများတူတာဗောနော်ဒီမှာဆိုရင်ဒီကျွန်တော်3ခုရင်းဆုံးကြည့်အောင်ဗောနော် 3ကတော့2ချိန်ဖြစ်ပါတယ်4ကတော့ဒီမှာ3ချိန်ပါတယ်ပေါ့နော်4က3ချိန်3နဲ့ချိန်ပြီးရင်ဒီ6က2ချိန်2က2ချိန်9က2ချိန်ဖြစ်ပါတယ်ပေါ့နော်โอเคအဲ့ဒီမှာကျွန်တော်ကြီးတွေ့လို့ရတယ်ပေါ့နော်ကြီးရကကျွန်တော်6 9နှစ်ကြီးနဲ့တစ်3 4ကြီးနဲ့တွေ့လို့ရတယ်ပေါ့နော်6 9နှစ်ရတစ်3 4ရဒီကနေမတူဘူးပေါ့နော်ဒါကြောင့်မို့ဒီနှစ်ခုကိုတွေ့လို့အဆင်ပြေမယ်ပေါ့နော် ။ဒါဆိုရင်ကျွန်တော်တူတူလေးလာကြည့်အောင်အတွဲအနေနဲ့ပေါ့နော်။ရှစ်နဲ့တင်းနဲ့အတွဲရှစ်တိတွဲပေါ့နော်။ပြီးရင်ရှစ်သုံးတွဲ။ရှစ်သုံးတွဲပြီးရင်ဒီမှာရှစ်လေးတွဲဖြစ်ဖြစ်မယ်ပေါ့နော်။ပြီးရင်9တိတွဲ9သုံးအတွဲ9လေးအတွဲဖြစ်ပါတယ်။ပြီးရင်နှစ်ကိုသွားမယ်ပေါ့နော်။နှစ်တိအတွဲဖြစ်ပါတယ်။ ဆွဲနေတုံးအတွဲပေါ့နော်နေတဲ့နေတုံးနေလေးဆိုပြီးတော့ကျွန်တော်ဒီအတွဲကိုအတွဲရတယ်ပေါ့နော်ဒီအတွဲကိုအတွဲကိုကျွန်တော်သုံးလုံးပေါင်းချင်းပြိနေညီပြီးတော့ဒီကီတွေနဲ့ထပ်ပြီးညီမှာဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်တော်တို့အဲနောက်ဆုံးဗီဒီယိုအနည်းချုပ်ပေါ့နော်ဒီကုနည်းချုပ်အလေးကိုကြတော့ကျွန်တော်အလေးထိန်20တင်ပေးတဲ့အချိန်ကြမှာဒီကီအလေးထိန်၃လုံးတင်ပေးသွားမယ်ပေါ့နော် ထိတ်ကတော့၄ခုနည်းထိတ်ဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်တို့ဒီ ပြီးခဲ့တဲ့တပတ်တွင်ဤအဆက်ပေါ့နော်ဒီဟာကကျွန်တော်ကီ၃လုံးတွင်ဤက၄မျိုးဖြစ်ပါတယ်နောက်ထပ်ဒီဟာလေးရှိသေးတယ်ပေါ့နော် master အထီးကီဆိုတာလေးရှိတယ်ပေါ့နော်ကျွန်တော်သင်ပေးထားတာဖြစ်ပါတယ်စုံနဲ့မားနဲ့ပေါ့နော်အဲ့မှာတော့ခုနှစ်လုံးပိန်ရှိတဲ့အတွက်ဒီခုနှစ်ကိုအစိမ်းအောင်လေးချေပြပေးထားတာပေါ့နော်တော်တော်ခုနှစ်လုံးပိန်ဖောက်ပြီးတော့နေ့၃အတွဲ၃ခုနေ့ဖြစ်ပါတယ်နေ့၃အတွဲ၃ခုနေ့ချပေးသွားတယ်ပေါ့နော်အဲ့ 39ခွန်အထီကီဒီအလေးတော့မဟုတ်အပိဆိုပေမဲ့ကျွန်တော်ဒီ3ခုနှစ်တပြင်မှာတော့3ဒီထိစီနေရာကဖြစ်သွားတယ်ဗောနော်ဒီမာစတာကီနေလဲချောင်းအထီကီကိုကြတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာတင်ပြသွားမှာဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ